ဘလုံးချင်းညီကိုရဲအားလုံးပဲမင်္ဂလာပါလို့နောက်ဆုံးဆက်တာအပ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ World Championship 2026ဘောနောကျွန်တော်ပွဲစဉ်နှစ်ပေါ့ဗျာဒီပွဲစဉ်6ပွဲရှိတယ်ဘောနောတနင်္လာနေ့ညကမ်းမဲ့ပွဲတွေပေါ့ဗျာ Lithuania, Finland, Poland, Malta, Bosnia, Cyprus, San Marino, Romania, Albania, Andorra, England, Latvia တို့ပွဲစဉ်ပေါ့နော်6ပွဲရှိတယ်ပထမဦးဆုံးအနေနဲ့တော့ Latvia နဲ့ ပထမအောင်ဆုံးအနေနဲ့တော့လီတူနီးယားနဲ့ဖင်လန်တို့ပွဲစဉ်ကိုပွဲချုပ်တုံးသပ်ပေးမယ်ပေါ့နော်။ဒီပွဲစဉ်မှာဖင်လန်အသင်းက level 60ရှုံးပေးထားတဲ့ဂိုးပေါင်းနှလုံး90ရှုံးပေါ့နော်။ကျွန်တော်ကဘောလုံးမွှဲတွေကိုတရက်ကြိုလုပ်ရတယ်ဆိုတော့အနားနဲ့ကြည့်အပြောင်းလဲထပ်ဖြစ်နိုင်ခဲ့ရပေါ့နော်။လက်ရှိဒီနှစ်အသင်းရဲ့လက်ရှိအခြေအနေလေးတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ပွဲစဉ်တက်မှာလီတူနီးယားအသင်းကပိုလန်နဲ့ကန်တယ်ပေါ့နော်။1-0နဲ့ရှုံးထားတယ်အဝေးကွင်းမှာပေါ့နော်။ဖင်လန်အသင်းကတော့ကျွန်တော် 1စီးနဲ့နိုင်ထားတယ်ပေါ့အဝေးကွင်းမှာမာလတာအတင်း1စီးနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်ဒါဖင်လန်ရဲ့ဒုတိယမြောက်အဝေးကွင်းပွဲစဉ်လင်းဖြစ်တာတွေ့ရတယ်ပေါ့နော်ဆိုဒီပွဲစဉ်မှာကြည့်ရမှာဆိုရင်ကျွန်တော်ဒီဖင်လန်အတင်းရဲ့ဂိုးသမားတော်တော်လေးကောင်းတယ်ပေါ့ဗျာဒီပွဲစဉ်မှာဟဲ့ကျွန်တော် man of the match ရထားတာတွေ့ရတယ်ပေါ့နော်ဘောလုံးပိုဇီရှင်ဆိုရင်မာတာ58ရာခိုင်နှုန်းနဲ့ဖင်လန်42ရာခိုင်နှုန်းရှိခဲ့တယ်ပေါ့နော်ဒီဘက်ကလီတူနီးယားကိုကြည့်မှဆိုရင်လေလီတူနီးယားနဲ့ပိုလန်နဲ့ပွဲစဉ်မှာဆိုရင် ဟိုလမ်းတင်းခက်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 နဲ့ဗောနော်ကျွန်တော်ခက်ခက်များစွာနဲ့80မိနစ်မှာဂိုးသွင်းခဲ့တယ်ဗောနော်လီဗန်ဒေါစကီကဒီပွဲစဉ်မှာတော့ကျွန်တော်ဒီလစ်တူနီးယားဂိုးသမားတော်တော်လေးကောင်းတာမျိုးလည်းမြင်ရတယ်ဗောနော်ဒီပွဲစဉ်မှာမဆိုးပါဘူးเนาะလစ်တူနီးယားဆော့တဲ့ဟိုဗောနော်ဂိုးသွင်းတာမတေးကြတာဒါမှတော်တော်လေးကောင်းပါတယ်သူတို့ဆော့တာဗောနော်ဟိုလမ်းကတော့အတင်းကြီးဗောနော်ဒီနှစ်သင်း head to head မှာဆိုရင်တော့ကျွန်တော်တပွဲပဲရှိတယ်ဗောနော်အဲ့ဒါကတော့ 1-0နဲ့နိုင်ထားတာတွေ့ရတယ်ဗောနော်ဒါလီတူနီးယားတစ်ကြိမ်ကပ်ပွဲမှာဗောနော်ဖယ်တစ်ကပ်မှာဗောနော်လီတူနီးယားတစ်ကြိမ်နိုင်ထားတာတွေ့ရတယ်ဝိုင်းစဘက်ကြီးကိုကြီးရမှာဆိုလို့ရှိရင်တော့ဝိုင်းစဘက်မှာဖွင့်ထားတဲ့ဘိုတီနီးစကောယက်စ်ကိုတော့တထောင်လောက်ရင်ကျွန်တော်နှဆရမှာဗောဗျာနှထောင်ရမှာဗောနော်နိုးကိုရိုက်မှာဆိုရင်တော့နိုးကိုရိုက်မှာဆိုရင်တော့တထောင်လောက်ရင်900ရရမယ်မင်း90အတွက်တော့မှဖြစ်မဲ့ဂိုးပေါင်းကြီးကိုကြည့်ရမှာဆိုရင်တော့ အနည်းဆုံးကျွန်တော်နှလုံးလောက်နဲ့ပြီးမဲ့ဆိုတဲ့ဂျီဖွင့်ထားတာတွေ့ရတယ်။အင်းမင်းနဲ့90တော့တော့မှဖွင့်ထားတယ်ကျွန်တော်တို့လစ်တူနီးယားဘယ်နှလုံးတွဲမလဲဆိုကြည့်ရမှာဆိုရင်တော့လစ်တူနီးယားတရံတစ်လုံးလောက်တော့ရရင်အရာဘုခက်ခဲမဲ့ဆိုတဲ့ဂျီဖွင့်ထားတယ်ပေါ့နော်။အများဆုံးရရင်တစ်လုံးနဲ့ပါပေါ့ဗျာ။ဒါဖင်လန်အသင်းကိုကြည့်မယ်ဆိုရင်ဖင်လန်အသင်းကတော့အနည်းဆုံးသူလည်းတစ်လုံးလောက်ပဲရမှာပေါ့နော်။နောက်တဲ့လုံးကခံစစ်တဲ့ဦးစားပေးတဲ့ဆိုတော့1-1နဲ့ကြိုင်ကြမယ်1-0နဲ့ပြီးရင်ပြီးမယ်ပေါ့နော်ဒီလိုပုံစံမျိုးပေါ့ဗျာ ဒီ one one is by a formula အတိုင်းဆိုလို့ရှိရင်တော့ဖင်လန်သင်ကန့်နိုင်မှုများတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်က body မှာ agent သင်ဖြစ်တဲ့ litunia ပဲကြိုက်တယ်ဗျာအကြီးပွဲတပွဲလို့ကျွန်တော်ထင်တယ်ပေါ့နော် body မှာ litunia ကြိုက်တယ် one is by ရိုက်မဲ့ညီကိုတော့ under 3.5ကိုကြိုက်ဖို့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော်ပွဲစဉ်တပွဲကိုတုံးတက်ခတ်မှန်းရမယ်ဆိုရင်တော့ albania နဲ့ andorra ပေါ့ဗျာဒီပွဲစဉ်မှာ albania နှလုံးသွင်း59 9ပေါင်း3960စားဆိုမှာပေးထားတယ်ပေါ့နော် ဒီဘောလုံးအလေထားကိုကြည့်ရမှာဆိုရင်လို့ရှိရင်ကျွန်တော်အန်ဒိုရာအတင်းအယ်ဗေးနီးယားကိုမတွင်းနိုင်ဘူးဆိုတော့သဘောမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်နေတာတွေ့ရတယ်ပေါ့နော်ဒီဖွင့်ထားတဲ့ body ကြီးနဲ့ကိုယ်ပေါင်းကြီးပုံစံကိုကြည့်ရတာဆိုလို့ရှိရင်လက်ရှိပေါ့နော်ကျွန်တော်ဒီအယ်ဗေးနီးယားအတင်းကတော့အင်္ဂလန်ကိုရှုံးထားတယ်ပေါ့ဗျာ2-0နဲ့ အင်္ဂလန်နဲ့အယ်ဘေးနီးယားတို့အခြေအနေချင်းတော့တအားကွာတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော်ကြည့်ရမှာဆိုအင်္ဂလန်ဘောလုံးပိုဆင်84ရာခိုင်နှုန်းရှိခဲ့တယ်ပေါ့နော်အယ်ဘေးနီးယား26ရာခိုင်နှုန်းပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်အခြေအနေတအားကွာတယ်ဗျအယ်ဘေးနီးယားရှုတွန်တာဂက်3ချိန်ပဲရှိတယ်ပေါ့နော်ဘောလုံးပိုဆင်လည်းတအားနေတယ်ဆိုတော့ကျွန်တော်အန်ဒူရာအသင်းကတော့ဒါလာဗီယာအသင်းကိုဝမ်းစီဆိုတဲ့ရလနဲ့ရှုံထားတာတွေ့ရတယ်ပေါ့နော်ဒီအသင်းเนี่ยအများကြီးဘူအောင်ပဲဆော့တယ်အမူအချင်းရှိရပေါ့ဗျာ ဆိုတော့ငါတင်းတဲ့ဇလုံးကလည်းတန်း level အဝယ်ရှိတယ်ပေါ့နော်ဒီပွဲထဲမှာတော့ကျွန်တော်လန်ပီးယာတင်း1သီးနဲ့9ထားတွေ့ရတယ်ဘောလုံး position နဲ့ဘောလုံး passing ကအစအကုန်လုံးတာတယ်ပေါ့ဗျာဆိုလို့ရှိရင်ကျွန်တော်ဒီနတင်း head to head ကိုကြည့်ရမှာဆိုလို့ရှိရင်တော့တော်တော်များများရှိတယ်ပေါ့နော်တော်တော်များများလည်း Albania အတင်းကပဲအသာစီးရထားတာတွေ့ရတယ်ပေါ့နော် Albania အတင်းက1 z 1 z 3 z ဆိုမှ3ညနေထားတာတွေ့ရတယ်2 2ဆိုမှဒီချင်းတည်ချထားတာတွေ့ရတယ်ပေါ့နော် ဆိုတော့ဒါကတော့ Albania အသင်းရဲ့အင်ဂွန်ပွဲစဉ်ဖြစ်နေတယ်လို့ပြီးတော့ကျွန်တော် Andorra အသင်းရဲ့အဝေးဝန်ပွဲစဉ်လည်းဖြစ်တယ်ပေါ့နော် body size ကနှလုံး59ဘူးပေါင်းကြီးက390စာပေါ့နော် so Wainsbeck ကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင် Wainsbeck မှာတော့ Boateng to score yes ဆိုတော့မှကျွန်တော်3စာခွဲပြီးထားတယ်ပေါ့နော်ဒါရှင်းပါတယ် Andorra လုံးဝဝန်ဝင်ဆိုတဲ့အသေးပဲဖြစ်ပါဗျာ no ရိုက်မယ်ဆိုရင်1000လောက်300ပဲရမယ်ပေါ့နော် ဒီပွဲစဉ်မှာတော့ no ပဲဖြစ်ပေါ်များပါတယ်ဒါမှကံကောင်းမှပဲပေါ့နော်ကျွန်တော်အန်ဒိုရာအတင်းပန်နတီတွေပါရမှာပဲဂိုးသွင်းနိုင်မယ့်အခြေအနေမျိုးမှာရှိတာလည်းတွေ့ရတယ်ပေါ့နော်ဒါမှဒီအတင်းကဂိုးအောက်ဆော့တဲ့အချင်းရှိရပေါ့နော်ကျွန်တော်ခဏခဏပြောနေဒီပွဲစဉ်မှာအယ်ဗီနီယာအတင်းအနည်းဆုံးနှလုံးကနေသုံးလုံးချမ်းမှာဂိုးသွင်းမယ်ဆိုတော့ကြီးဖွင့်ထားတယ်ပေါ့နော်ကျွန်တော်နှလုံးသွင်းမှ90ပဲနိုင်မယ်ပေါ့ပြီးလို့ရှိရင်အန်ဒိုရာအတင်းကတော့တစ်လုံးသွင်းရင်တော့မှကျွန်တော်၃စားလောက်ပေးထားတယ်ဗျာဒါတော့မလွယ်ဘူးပါဘူးဗျာ ဆိုဒီပွဲစဉ်မှာကျွန်တော်ကတော့เนาะဒီနှလုံးနှလုံး50နာရီဆိုတော့တော်တော်လေးကိုရှင်းစားရတော့ရောက်တယ်ပေါ့เนาะကျွန်တော်အယ်လ်ဘီနီးယားဘော်ဒီပဲခြိုက်တယ်ဗျာအယ်လ်ဘီနီးယားဘော်ဒီနဲ့ဘိုတင်းတူစကောနိုးရိုက်ချင်တယ်ရိုက်ကြည့်တော့မဟုတ်လဲကိုပေါင်း3လောင်းအောက်ကိုရိုက်ကြည့်ဖို့ကျွန်တော်အချမ်းပေးချင်တယ်ပေါ့เนาะအယ်လ်ဘီနီးယားဘော်ဒီကိုအများကြီးမစော့ပါနဲ့ပေါ့เนาะပါပါလေးစော့ကြည့်ပေါ့ဗျာပွဲစဉ်တပွဲပွဲချုပ်တုံးတက်ရမယ်ဆိုရင်ဘော့စနီးယားနဲ့ဆိုင်ပရက်ပေါ့เนาะဘော့စနီးယားအတင်းရဘော်ဒီကြီးနှလုံး100နိုင် ုပေါင်းကြီး350ကဘောနော်ဒါတွေတရက်ကျူလောက်ထားတဲ့တရက်ကျူကြည့်ထားတဲ့ကိုပေါင်းကြီး body ကြီးတွေဖြစ်တယ်ဘောနော်အနားနည်းအပြောင်းလဲဖြစ်မယ်စက္ကန့်နဲ့အမြအပြောင်းလဲဖြစ်မယ်ဆိုတာအကုန်လုံးတီးပြီးသားပါပဲဆိုတော့ဒီနှစ်တင်းရဲ့ channel ကိုကြည့်ရမှာဆိုလို့ရှိရင်တော့ bosnia အတင်းကတော့ကျွန်တော် romania အတင်းကိုအဝေးကွင်းကတော့1-0ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်ဘောနော်ပြီးလို့ရှိရင်ကျွန်တော် cyprus အတင်းကတော့ the hell yeah എന്താണ് കഥ နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ဘော့စနီးယားနဲ့ဆိုင်ပရက်စ်တို့ပွဲစဉ်ကိုပွဲချုပ်တုံးတာပေးချင်ပါတယ်။ဒီပွဲစဉ်မှာတော့ဘော့စနီးယားအသင်းကနှလုံး100နိုင်ဂိုးပေါင်းကြီး350စာပေါ့နော်။ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘော့စနီးယားအသင်းကတော့နှလုံးတွင်းနဲ့ကျွန်တော်အပြည့်နိုင်မှာပေါ့နော်။ဂိုးပေါင်းကြီး350နိုင်နိုင်ဆိုတော့ဒါတွေကတရချူပြီးမှကြီးထားတဲ့ခြေတွေဖြစ်တယ်ပေါ့နော်။အနာနေရင်ထပ်ပြီးမှအပြောင်းလဲတွေဖြစ်နိုင်တယ်ပေါ့နော်။ညကိုတို့တစ်ချက်ယူဆိုင်ကြပါဗျာ။ ဆိုလက်ရှိကြည့်ရမယ်ဆိုရင် Bosnia အသင်းကတော့သူရဲ့ပထမအဆုံးပွဲစဉ်မှာအဝေးခွင်မှာပေါ့နော်ကျွန်တော်တို့တော်တော်လေးအားအဝကောင်းပါတယ် Romania အသင်း1-0ဆိုတဲ့ရလနဲ့14မိနစ်မှာဂိုးသွင်းလာဗျာကျွန်တော်ဒုတိယပိုင်းပြီးသွားတဲ့အချိန်ဂိုးမရကြဘူးပေါ့နော်ဒီပွဲစဉ်မှာဆို Romania ဘောလုံးပိုင်တယ်66ရာခိုင်နှုန်းနဲ့ Bosnia 34ရာခိုင်နှုန်းရှိခဲ့တာတွေ့ရတယ်ပေါ့နော် ကျွန်တော် shoot and target ဆိုရင်တော့ကျွန်တော် Romania အတန်း15ကျင်း Bosnia 5ကျင်းပဲရခဲ့တာဗျာဒါပေမဲ့ခန်းစစ်ပိုင်းမှာတော်တော်လေးအအောင်ကိုကောင်းတယ်ဗျာကျွန်တော်ဂိုးသမားလည်းတော်တော်လေးကောင်းတာတွေ့ရတယ် Bosnia မှာဆိုဒီစီကိုတို့ဘာလို့ရှိရပေါ့ဗျာဒီစီကိုဆိုတာတော်တော်လေးဝိုင်းရင်ကစားသမားပေါ့နော်တိုက်စစ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Cyprus ကိုကြည့်ရမှာဆိုရင် Cyprus က San Marino 2C ဆိုတဲ့ရလာနဲ့နိုင်ကြရပေါ့နော် San Marino နဲ့ Cyprus ကတော့အချင်းချင်းကတော့တော်တော်လေးကွာသွားပြီပေါ့ဗျာဒါပေမဲ့လည်း Cypress ကတိုက်စစ်ကတော်တော်လေးကောင်းတယ်26နာရီအောင် shoot လုပ်ခဲ့တယ်ဗျာ။ Bottom position 80ရှိရပါတော့။ So ဒီနေ့တင်းကကျွန်တော်ဒီ head to head အိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့အာဒီမှာကျွန်တော်၄ချိန်ရှိတယ်။ Cypress ကအာ၂ချိန်နိုင်ထားတာတွေ့ရတယ်ဗောနော်။၂ချိန်က Bosnia နိုင်ထားတာတွေ့ရတယ်ဗောနော်။ Bosnia ကွင်းမှာတော့ Bosnia ကတစ်ချိန်ရှုံးထားတယ်တစ်ချိန်နိုင်ထားတာတွေ့ရတယ်။ wine spread j တွေကိုကြည့်ရမှာဆိုရင်တော့ wine spread မှာဖွင့်ထားတဲ့ bottle loose core yes ကိုကျွန်တော်တစ်ထောင်လောက်ရင်ကျွန်တော်တို့နှစားမြတ်မယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် bottle loose core yes ခြိုက်တယ်ဗျာ size size press ဆော့ရတယ်ပွဲစဉ်အောင်ကျွန်တော်အစားဆုံးထိုင်ကြည့်တယ် size press ကတော်တော်လေးကောင်းပါတယ်ဆော့ပါတာကူတကူတော့တွင်းသွားနိုင်တယ်မိနစ်60တော်တယ်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်မိနစ်60တော်တယ်မှာဖြစ်မှာ5ပေါင်းကြည့်ရအနည်းဆုံး3လုံးခြိဖွင့်ထားတာလည်းတွေ့ရတယ်ပေါ့နော်မိနစ်60အတော်အတွင်းမှာ ဘော့စနီးယားအတင်းအနည်းဆုံးကျွန်တော်တို့နှစ်လုံးလောက်တော့ထည့်မှဆိုတော့ခြေဖွင့်ထားတယ်။မနေ့90တော့ထမှကျွန်တော်စိုက်ပရက်အတင်းကတစ်လုံးတော့မရနိုင်ဘူးဆိုတော့ခြေလည်းပြန်ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်ကတော့ body မှာအောက်တင်ဖြစ်တဲ့ size press ခြိုက်တယ်ပင်ကိုပေါင်းအပေါ်ခြိုက်တယ်ကျေလာပါပြီဗျာဆရာကြီးအင်္ဂလန်ပေါ့နော်အင်္ဂလန်အထက်နဲ့လာဗီယာတို့ပွဲအဆင်ပေါ့ဗျာအင်္ဂလန်ထူးထူးခြားခြားပဲ၃လုံးကို90ရှုံးတဲ့ကိုပေါင်းက၄လုံး40စားတဲ့ကြောက်ချင်ကြီးပါ အရင်တစ်ခါလည်းကျွန်တော်အင်္ဂလန်ရွေးလိုက်တယ်အကုန်လုံးကုန်တာပဲဒါကျွန်တော်ထင်သွားတာတူချယ်လည်းဖြစ်နေတယ်ပွဲစဉ်တက်လည်းဖြစ်နေတယ်အမှန်ကန်ကန်မယ်ဆိုမှဒေဇာလေးလေးလာကြည့်လိုက်တာပေါ့နော်ဒါပေမဲ့အယ်ဘေးနီးယားတော်တော်လေးကောင်းပါတယ်ဗျဆော့သွားတာဆိုတော့အခုကျွန်တော်ဒီအင်္ဂလန်တင်းကတော့အယ်ဘေးနီးယားကိုတူစီးနဲ့နိုင်ခဲ့တယ်ပေါ့နော်အင်္ဂလန်နဲ့လာဗီးယားနဲ့ရှင်အယ်ဘေးနီးယားနဲ့လာဗီးယားနဲ့ရှင်တော့အချင်းချင်းကတအားကွာတာတော့အရှင်းကြီးပါပဲနော် နမလာဗီယာလည်းခုနောက်ပိုင်းမှာဘောလုံးတော်တော်လေးတိုးတက်လာတာတော့တွေ့ရတယ်ပေါ့နော်။အင်္ဂလန်တော့ဒါတောမတ်တူချယ်ရဲ့အိမ်ဝင်ပွဲစဉ်ဒုတိယမြောက်လည်းဖြစ်မယ်ပေါ့နော်။လာဗီယာအတွက်ကတော့ကျွန်တော်အဝေးဝင်ပွဲစဉ်ဒုတိယမြောက်ပေါ့ဗျာ။ဆိုတော့ကျွန်တော်ကိုဘော်ဒီကြီးကတော့တော်တော်လေးပြင်းနေတယ်ဗျာ။ဆိုတော့ကျွန်တော် head to head ကိုကြည့်မယ်ဆိုရင်လည်း head to head ကလည်းဒီနေ့တည်းရမှာရှိပြန်အောင်ဗျာ။အင်္ဂလန်မှာလည်းကန်ရမယ်ဆိုတော့လွယ်တော့မလွယ်နိုင်ဘူးလို့ထင်တယ်နော်။ ော်ဒီလာဗီယာနဲ့ကျွန်တော်တို့အန်ဒိုရာတို့ပွဲစဉ်မှာဆိုဆော့သွားတဲ့ဘောလုံးပိုဇီရှင်ပိုင်းကိုကြည့်မှဆိုရင်တော့လာဗီယာအတင်63ရာခိုင်နှုန်းပေါ့နော်ပတ်စင်ကတော့945ချင်းလောက်ခါတွေ့ရတယ်အင်ဂိုသမားလည်းမဆိုးပါဘူးညာကျွန်တော်ကြည့်ရအောင်ဂိုသမားတော်တော်လေးပေါင်းနေတယ်လာဗီယာဂိုသမားလေးအင်္ဂလန်ကိုကြည့်ရမယ်ဆိုအင်္ဂလန်ကတော့ကျွန်တော်အယ်ဘေးနီးယားကို2-0နဲ့နိုင်သွားတဲ့ပွဲစဉ်မှာ တော့တော်တော်လေးဘောလုံးပိုဇီရှင်ကတော့သူတို့ပဲယူထားတာပေါ့ဗျာ အတော်မစတူချယ်ဆိုတာအကလုံးကြည့်တဲ့အတိုင်းမှာချန်ပီယံလိရခဲ့တဲ့နီးပြပေါ့ဗျာချဲစီနီးပြဒါဆိုဒီပွဲစဉ်မှာသူတို့အခွင့်အရေးကြီးကြီးမားမားလေးချင်ရတာအဆုံးတန်းညံ့ကြတယ်ပေါ့နော်ဒီဘောလုံးပပိုဇီရှင်ပတ်စင်းလောက်တဲ့ပိုင်းမှာဆို၈၀၀ကျော်တော့ဘောလုံးကင်ထားရတွေ့ရတယ်ကျွန်တော်ကဂိုးတေးကြတာကတော့ကျွန်တော်ဒီအင်္ဂလန်နိုင်ငံကတေးကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကြည့်အောင်မအောင်ဆိုတော့အခြေအနေတစ်ခုပဲကျွန်တော်တို့ကြည့်ရမယ်ပေါ့နော် head to head ကတော့ကျွန်တော်တို့မရှိပါဘူး ဆိုကျွန်တော် once web key တွေကိုကြည့်မယ်ဆိုရင် once web မှာဆိုရင် voting to score yes ကိုရိုက်မယ်ဆိုရင်3စခွဲလောက်ပေးထားတယ်ပေါ့နော် no ကိုရိုက်မယ်ဆိုရင်တော့ကျွန်တော်အနည်းဆုံး200လောက်ဝေးရမယ်ပေါ့နော်ပြီးရင်ကျွန်တော် minute 60 dot မှာဖြစ်မဲ့ဘူပေါင်းကြီးကိုကြည့်မယ်ဆိုရင်တော့ minute 60 dot မှာအနည်းဆုံး၄လုံးလောက်ထိတော့ရောက်သွားမှာဆိုတော့ခြေဖွင့်ထားတယ် ပြီးလို့ရှိရင်ကျွန်တော်တို့မိနစ်60အတော်အတွင်းမှာအင်္ဂလန်အသင်းကတော့အနည်းဆုံး3လုံးနဲ့4လုံးကြားမှာထဲမှာဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ပြီးမိနစ်60အတော်အတွင်းမှာကျွန်တော်လာဗီယာအသင်းကဂိုးကိုမရနိုင်ဘူးလာဗီယာတကူထဲရတယ်ကျွန်တော်ထောင်လောင်းရင်60တောင်ရမယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကဗိုတီနုစကောနိုးဆိုတာကြိုက်တယ်ဗျလာဗီယာဂိုးကျွန်းမမဖြစ်နိုင်ဘူးထင်တယ်ကျွန်တော်အဲအဲကြောင့်ကျွန်တော်ခြေလည်းနည်းနည်းလေးပဲရထားတယ်ပေါ့နော်ဗိုတီနုစကောနိုး အင်္ဂလန်တဲ့အနေဆုံးတောင်းတောင်းတောင်းများဆိုရင်ဖိုးစည်းနဲ့နိုင်မှာပဲကြည့်အောင်ပါဗျဖိုးစည်းနဲ့နိုင်မှာပဲကြည့်အောင်ပါဒါဆိုအငန်းနည်းရပြောင်းလဲဖြစ်မလားဒါချက်တော့စောင့်ကြည့်လိုက်ပေါ့နော်လာပြရတော့နိုင်တော့နိုင်မှာမလို့ဖြစ်နေဒါပေမဲ့ risk အများများတယ်ဗျာဖိုးစည်းနဲ့နိုင်ဖို့ဆိုတာပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဂူပေါင်းပေါ့နော်အပေါ်ဘက်ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်အဓိကဂူပေါင်းအပေါ်ကိုကြိုက်ပါတယ် ဘော်ဒီမှာတော့ကျွန်တော်အများကြီးမစော့သေးခြင်းဘူးပေါ့နော်ဒါပတိပွဲတော့ရှောင်းတာအကောင်းဆုံးပါပဲဒါပေမဲ့ဘူပေါင်းအပေါ်တော့ကျွန်တော်စိုက်ပါတယ်နော်ဘူပေါင်းတုံးလုံးလေးလုံးထိတာရောက်သွားမယ်လို့ထင်တယ်ပေါ့နော်ဒီကလေးဝိုင်းစပယ်ရိုက်ချင်တယ်ဆိုရင်တော့ထေချအောင်ဆိုရင်တော့ over 2.5ကိုရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော်ဒီပွဲစဉ်မှာတော့တွင်းသွားမယ်လို့တော့ထင်တယ်နောက်တော့ပွဲစဉ်တစ်ပွဲကိုပွဲချက်သုံးသပ်ပေးရမယ်ဆိုရင်တော့ပိုလန်အသင်းနဲ့မာလ်တာအသင်းပေါ့ဗျာပိုလန်နှလုံး39ဘူပေါင်းက3090နိုင်ဆိုမှာ ဖွင့်ထားတာတွေ့ရတယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒီမာဇာအတင်းရကစားသမားပေါ့နော်။ဒီကက်ရှိရဗျာ။ရှော်ဆိုတဲ့ကစားသမားပေါ့နော်။နော်ဝါတက်နေနဲ့အနီကက်ရှိတယ်။သူကတော့လွဲချော်မယ်ပေါ့ဗျာ။ဆိုကျွန်တော်ပွဲစဉ်တက်မှာဆိုရင်ပိုလန်အတင်းကတော့1-0ဆိုတဲ့ရလာနဲ့လီတူနီယာကိုနိုင်နေတယ်။မာလ်တာအတင်းကတော့ဖင်လန်ကို1-0နဲ့ရှုံးထားတယ်ပေါ့နော်။မာလ်တာအခုနောက်ပိုင်းမှာတော်တော်လေးကောင်းနေတယ်ဗျာ။ဆော့တာ။တော်တော်လေးကောင်းတာတွေ့ရတယ်ခုနောက်ပိုင်းနေမှာပေါ့နော်။အန်ဒိုရာတို့ ပြီးရင်ကျွန်တော်တို့ဒီခြေစစ်ပွဲခြေစမ်းပွဲမှာဆိုလက်ချစ်စတိန်တို့ဒါပေမဲ့ပိုလန်အတင်းနဲ့တော့အချိန်ကြီးပါကွာတယ်ဆိုတာကျွန်တော်သိပါတယ်။ head to head အနေနဲ့ကြည့်ရမယ်ဆို head to head ကတော့ဒီနေ့တင်းမှာမရှိဘူးပေါ့နော်။ wins ပဲခြေတွေကိုကြည့်မှဆိုရင် voting to score yes ကိုနဆအွယ်ပေးထားရဗျာ။ no ကိုတော့ကျွန်တော်တို့600ပေးထားတယ်ပေါ့နော်။တစ်ထောင်လောက်600မြတ်မယ်။မင်းက90အတွက်တော့အနည်းဆုံးကျွန်တော်3လောင်းနဲ့4လောင်းကြီးရောက်မှဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်။ ဒီလိုရှိရင်မနေ့90အတော်တွင်းမှာပိုလန်ထက်အနည်းဆုံးနှလုံးကနေ3လုံးနေထွက်မှဆိုတဲ့ခြေဖွင့်ထားတယ်။မြန်မာသားအတင်းကတော့ဂိုးကိုမရဘူးဆိုတော့ခြေဖွင့်ထားတယ်ဗျာ။ပိုလန် 2C 3C ပေါ့ဗျာ။ဒီလိုပုံစံမျိုးဖွင့်ထားတာတွေ့ရပါတယ်။ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ပေးချင်တာနံပါတ်1အနေနဲ့ဂိုးပေါင်းအပေါ်ရွေးချယ်ပေးချင်တယ်ပေါ့နော်။ဂိုးပေါင်းအပေါ်ခြိုက်တယ်ဗျာကျွန်တော်တို့ဒီပထမကြင်ကဂိုးပေါင်းအပေါ်ပြောခဲ့တယ်ပေါ့နော်။ 1C နဲ့ပဲနိုင်ခဲ့တယ်။အမှားတအတင်းကတော့နည်းနည်းအားနည်းမလို့ထင်တယ်ဗျာဒီဒီချိန်တော့ နာဂိုးတဲမောရနာနာခက်ခဲမှာနော်ဘော်ဒီမှာတော့ကျွန်တော်ပူလာမဲစိုက်တယ်ဗျာပူလာနဲ့ဂိုးပေါင်းပေါ်စိုက်တယ်ဖိုင်စပက်မှာတော့ဘိုတင်းတူစကောနိုးဆိုရရိုက်ကြည့်ပါနော်ပွဲစဉ်တစ်ပွဲကတော့ဆာမာရီနိုနဲ့ရိုမေးနီးယားတို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဘော်ဒီဂျေးက3039နိုင်ဂိုးပေါင်းဂျေးက9060ရှုံးတယ်ဘယ်လိုကြီးလဲတော့မသိပါဘူးဘော်ဒီဂျေးက3039နိုင်ဂိုးပေါင်းဂျေးက9060ရှုံးဆိုပြီးမှဖွင့်ထားတာပေါ့နော် လက်ရှိကျွန်တော်ဒီနဲ့တင်းကတော့ပွဲစဉ်တင်းမှာဆိုရင်ဆာမာရီနိုအတင်းကတော့ Cyprus ကို2-0နဲ့ရှောင်းထားတယ်ပေါ့နော် Romania က Bosnia ကို1-0နဲ့ရှောင်းထားတယ်အင်ကွင်းမှာပေါ့နော်အဲတော့ဆာမာရီနိုရဲ့အင်ကွင်းလည်းဖြစ်နေတယ်ပေါ့နော်ဆာမာရီနိုအတင်းကလည်းဒီဘက်နောက်ပိုင်းနေမှာဆိုဘူအောက်ကိုအရင်အုပ်တည်တဲ့အတင်းမျိုးဖြစ်နေတာလည်းတွေ့ရတယ်ပေါ့နော်ကိုအောက်တွေပဲတော်တော်လေးဆော့တယ်ဗျာဆိုလို့ရှိရင်သူတို့ဆော့ခဲ့တဲ့ဒီ Cyprus နဲ့ပွဲမှာဆိုရင်ကြည့်ကြည့်လိုက်ပေါ့နော် သူတို့ဘက်မှာဆိုတော့တော်တော်လေးကိုညံ့ပါတယ်တအားကိုညံ့တယ်ဒါပေမဲ့သူတို့ဒီဘောလုံးဖြတ်တဲ့အပိုင်းတွေပေါ့နော်ဒီဘောလုံးလူးတဲ့အပိုင်းတွေအဲအဲ့ဒါတွေမစိုးဘူးဘောလုံးဝင်တဲ့အထွက်ပိုင်းဒါပေမဲ့ဂိုးသွင်းညံ့တာတခုပဲရှိတယ်ဂိုးသွင်းကတော်တော်လေးဆိုးတယ်အဲကျွန်တော်ရိုမာနီးယားကိုကြည့်မယ်ဆိုရင်ရိုမာနီးယားဘော့စနီးယားကိုမထက်မှပဲရှုံးသွားတာပါဒီပွဲ1-0ဆိုတာမထက်မှပဲရှုံးသွားတာဒီပွဲမှာရိုမာနီးယားကစားသမားကိုယ်သမားတော်တော်လေးကောင်းပါတယ်ခုနကျွန်တော်ပြောခဲ့ပြီးပြီ ဆိုဒီနေ့တင်း head to head ရှိလာဆိုမှကျွန်တော်ကြည့်ရမှာဆိုရင်လည်း head to head ကတကြိမ်မှ friendly cup ကန်ထားတွေ့ရတယ်ဘုနာအရုံးက Romania 1-0နဲ့ထားတွေ့ရတယ်ဒီနောက်တာနဲ့တိုက်စစ်အခြေအနေမှာတော့ Romania ကို San Marino ရှင်းနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေကျွန်တော်တော့ထင်တယ်ဒါပေမဲ့ကျွန်တော်တောင်းလုံး30နိုင်ဆိုတော့ကြည့်ရအောင်နိုင်မအောင်နိုင်အဲ့ဒါတော့တစ်ချက်စဉ်းစားရမှာပေါ့နော် WS ဘက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ San Marino အနိုင်ကို40နဲ့60တောင်ပေးထားတယ်။ WS 1 2 off မှာပေါ့နော် ကျွန်တော် bot new square yes ကို solution လေးစားနေပါတော့ပြထားတာ no solution ကျွန်တော်တို့တရားတထောင်လောက်မှ200ပဲရမှာပေါ့နော်မနေ့60 dollar မှာဆိုရင်အနည်းဆုံး၄လုံးတော့ဖြစ်မှာဆိုတော့ခြေဖွင့်ထားတယ်တောင်းလောင်းနဲ့၄လုံးမနေ့60 dollar မှာ summary တော့အတင်းကလုံးဝဘူးမရဘူးဆိုတော့ခြေဖွင့်ထားတယ်မနေ့60 dollar မှာပေါ့နော်ကျွန်တော် romania တင်ရခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပါတောင်းလောင်းနဲ့၄လုံးထည့်မှာဆိုတော့ခြေဖွင့်ထားတယ်ပေါ့ကျွန်တော်စဉ်းစားရမှာ romania ပထမအကြော့လဲကျွန်တော်ရှုံးထားတယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်နှလုံးထိုင်တော့ရှုံးမယ်တောင်းလုံးထဲမှာကျွန်တော်ကြေအောင်မယ်ပေါ့နော်အနားနည်းရပြောင်းလဲလဲဖြစ်နိုင်သေးတယ်ပေါ့နော်အဝေးကွင်းကနေကျွန်တော် race ယူပြီးထုံးမယ်ဆိုတော့အနေနဲ့တော့အန်တရာတော့ရှိတယ်ပေါ့နော်အင်ကွင်းကနေထုံးမယ်ဆိုရင်နည်းနည်းရဲစွန့်လို့ရသေးတယ်ပေါ့နော်ဒီပွဲစဉ်တော့အများကြီးတော့မလောင်းသေးခြင်းပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာဆာမာရီနိုရဲ့အမ်ပေါ့နော်ကျွန်တော်ဒီပထမရှော့ခဲ့တဲ့ပုံစံကိုကြည့်ပြီးမှပေါ့နော်ရိုမေးနီးယားဂိုးသွင်းနိုင်ရင်လည်းအနည်းဆုံးနှလုံးကနေတောင်းလုံးထဲမှာပို့ဘူးလို့ပဲထင်တယ်ဗျာ ဒီပွဲစဉ်မှာဘယ်လိုပဲနေနေပါကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်တောင်းတောင်းထိတော့ကြိုက်ပါတယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗောနော်ဘော်ဒီမှာတော့ကျွန်တော်အများကြီးကျွန်တော်မစော့စီခြင်းဗောနော်ရိုမာနီးယားပဲကျွန်တော်ထိုးစီခြင်းနဲ့ဒါပေမဲ့အများကြီးတော့မဟုတ်ဘူးဗောနော်ချီပြီးမှချိန်ပြီးမှစော့စီခြင်းနဲ့ဗောနော်ပြီးလို့ရှိရင်အမနာခံတိုင်းခြေတွေအပြောင်းလဲဖြစ်လို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့ပွဲစဉ်နဲ့ချင်းချိန်ပြီးမှဗောနော်ကျွန်တော်ထိုးစီခြင်းနဲ့အဲ့ဒါဆိုကျွန်တော်ကြိုပြီးမှလောက်ထားတယ်ဆိုတော့ခဏကျွန်တော်ပြောတာနဲ့ညီကိုတို့ထိုးတာနဲ့ body ဒီပေါက်ကြီးတွေလွဲသွားမှဆိုလို့ပါ အားလုံးအဆင်ပြေကြပါစေဗျာဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်လည်းတနင်္လာနေ့ကကြိုးစားပြီးလောက်ပေးနေတယ်ပေါ့နော်ကျွန်တော်လည်း like subscribe comment နဲ့ရေးပေးကြပါအောင်ဗျာဒီကိုရခွန်အားမရှိပါဘူးအားလုံးနေကောင်းချမ်းသာကြပါစေဗျာ thank you good night